လောင်လုံးမျိုးနေငင်းမော်ချောင်းနာမဆက်နာရှင်တန်တဲ့တော်လိုင်းရတပ်ရချတိုက်ပွဲအပြင်းထန်ဖြစ်နေပါတယ်။ငင်းမော်ချောင်းကိုရှောင်နေတဲ့ဆန္နာရှင်တပ်စစ်ကြောင်းက80စစ်ကြောင်းထွက်လာတဲ့တွေ့ဒင်းနိုဝင်ဘာလဆန်နေတဲ့မနက်ရှင်တိုင်းလောက်ကစပြီးတော်လိုင်းရတပ်တွေနဲ့ထိတွေ့မှုဖြစ်ပြီးအပြန်လန်ပိတ်ခတ်ချလာကနေတိုက်ပွဲအပြင်းထန်ဖြစ်ခဲ့တယ်လို့စစ်ဝေးရှောင်ဒေသခံအမျိုးသမီးတို့ကပြောပါတယ်။တိုက်ပွဲတွင်ဒွေမြူတစားပြေရက်ွယ် ကနလမှာရှိတဲ့ဆန္ဒရှင်တန်နေနောက်ဘက်ပင်လယ်ပြင်မှာရှိတဲ့ဂျီရတ်စစ်တင်ဘောဒုကာလေးတိုက်ပွဲဖြစ်တဲ့ဒီနေ့မနေ့ရှင်းနိုင်ကျော်ကစပြီးလက်နက်ကြီးအမြောက်တွေနဲ့ပြစ်ခတ်နေတယ်လို့ဒေတာခံတွေကပြောပါတယ်။ဆန္ဒရှင်တက္ကပစ်တဲ့လက်နက်ကြီးကြီးတော်လို့ထဲမနေစစ်ပြေးကြီးဝါမှာကြောက်ပောက်ခွေပြီးဒေတာခံမျိုးသမီးနှုတ်ထဲမနေတန်ရာရတယ်လို့ဆိုပါတယ်။ဒါပြင်ဒီနေ့မနေ့7နှစ်နာရီလောက်ထိ ဒဝဲမျိုးကနေလက်နဲ့ကြည်တွေနဲ့တိခါနေဆဲဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာလ10ရက်နေ့ညနေပိုင်းမှာလေညင်းမွန်ရွာကိုရောက်လာတဲ့ဆန္ဒရှင်တန်နေတော်လိုင်းတပ်တွေကြားတိုက်ပွဲတစ်ချိန်ဖြစ်ခဲ့ပါသေးတယ်။တိုက်ပွဲဖြစ်ပြီးဆန္ဒရှင်တပ်စေချောင်းဟာညင်းမွန်ရွာဖူကြီးကျောင်းနဲ့လူမရှိတဲ့နေတွေမှာတက်ဆွဲနေထိုင်ခဲ့ပြီးဒီနေ့ဆက်လက်စစ်ကြောင်းထိုးလာတာကနေတွန်လိုင်းတက်တွေနဲ့ထပ်ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒွေမလာရှိနေကရောင်းမြို့မှာရှိတဲ့ကြခရေးပါတီရှိုးဖောက်ခွဲမိရှုခံရပြီးတဲ့နောက်ဆန္ဒရှင်တာဒွေမလာစတီနေကစပြီးရောင်းမြို့အောက်ဘက်မှာရှိတဲ့ရွာရီစီအင်အားအများပြားနဲ့စစ်ကြောင်းထုံနေတာလည်းဖြစ်ပါတယ်